တရုတ်ဂျပန်ချင်းနေတဲ့မှာမှာမြင့်တက်လာပြီးတော့မှတရုတ်အစိုးရကနေဂျပန်ကိုသွားမလဲဘူးတပ်မြင့်လိုက်တဲ့တည် မှန်လားတဲ့အာကွန်မန့်မှာမနေ့ကတခုတွေ့လိုက်တယ်မှန်ပါတယ်အဲ့ဒါတဲ့အမှန်ဟုတ်ပါတယ်ပြီးတော့ဒီနေ့ကတော့ဒီတဲ့ကိုကျွန်မတင်ပေးပါမယ်အဲ့ဒါဘာလဲဆိုရင်မနေ့ညမှာတို့ရဲ့ဂျပန် international နိုင်ငံတကာလေဆိပ်ပေါ့နော်ဟာနေဒါလေဆိပ်မှာဂျပန်ကိုလာလေတဲ့လူတွေရဲ့မြင်ကွေးပဲဖြစ်ပါတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်တို့နိုင်ငံကတားမြစ်လိုက်ပြီးအစိုးရကနေတရုတ်လူမျိုးတွေရဲ့ဂျပန်ကိုတွားလည်ဖို့အတွက်လုံခြုံမှုအတွက်စိတ်မချရဘူးမလဲပါနဲ့ဆိုပြီးတော့တားမြစ်လိုက်တဲ့အထက်မှာမှဒီလူတွေကရောက်လာတဲ့အခါမှာဒီဒီလူကြီးကိုတို့ကအင်တာဗျူးမေးနေတာပေါ့နော် ဘာမဖြစ်ဘူးတဲ့ဂျပန်နိုင်ငံကတလောက်ဆိုးရတယ်ဘယ်လိုပဲပြောပြောလူကြီးတွေကဘယ်လိုပဲပြောပြောတဲ့ကျွန်တော်တို့တော့လေဆာရှေ့ရလဲမှာပဲတဲ့ပြောတယ်ဒီမိန်းကလေးကြတော့သူတို့လက်လက်မဝယ်ပြီးသားပေါ့နော်ဒီနေ့မှထွက်လာရဆိုတော့မင်းညမှာပြောတဲ့တကြောကျွန်တော်တို့မမီတော့ဘူးတဲ့အဲအဲကြောင့်မလာလိုက်လိုက်လက်မလဲဝယ်ပြီးသားဆိုတော့လာလိုက်လာလေလိုက်တာပါတဲ့သူကတရုတ်နိုင်ငံပိုင်မီဒီယာမှာလဲဂျပန်ဝန်ကြီးချုပ်မျိုးသမီးတခိုင်ရှိဆန္ဒရဲ့ကိုဒီလိုမျိုး reply လုပ်လိုက်တယ်နော်ဒီလိုဆိုရှယ်မီဒီလိုကာတွန်းပုံနေနဲ့ 这老有味道嘛？有味道嘛？不呢？别吃那个，别滴喽。这哪摆的喽？别摆的。我们来这家来开一代理，啊的。嗯，都弄什么？那厂那啥啊？到哪摆呢？过哪摆？过哪去家咯？看那啥雷电食堂，路远，俺老拿来开皮皮啵呢？ လာလေနေကြတယ်တဲ့လာလေတဲ့လူတွေကလည်းတရုတ်တွေတော်တော်များပါတယ်ပြောတဲ့လူတွေထဲကဒီဦးလေးပေါ့နော်ဒီဦးလေးကိုလည်းတို့တို့မေးလိုက်တဲ့ခါမှာတဲ့အစွမ်းကနေလူကြီးတွေဘလို့ပဲပြောပြောတဲ့တရုတ်တွေကျွန်တော်တို့၄၈တောင်တော့လဲတာပေါ့တဲ့ဂျပန်နိုင်ငံကလည်းလုံချုံရတယ်စီကားတယ်တဲ့ပြီးတော့ဂျပန်လူမျိုးတွေကငါတို့တရုတ်လူမျိုးဆိုပြီးတီးတန့်ခွဲခြားဆက်ဆံတာမှမရှိတာကျွန်တော်တို့ကလာလေလိုက်ပါတယ်တဲ့ဟမ်ပြီးတော့နောက်တစ်ယောက်ဒီလူငယ်ဒီယောက်ျားလေးကိုမေးတဲ့ခါကျတော့သူကတော့ရေးရှိဂျပန်မှာနေဖို့ဆေးကုရှိတဲ့အတွက်ကြောင့်မလို့တဲ့အစိုးရတွေဘလို့ပဲပြောပြောကျွန်တော်လည်းအရင်လာလေကြည့်ရတယ်ပြီးနောက်ကြလို့ရှိရင်သူဒီမှာစီးပွားရေးလုပ်နေပဲဖြစ်ဖြစ်ဒီမှာပဲနေတော့မယ်လို့သူပြောတာပေါ့နော်တရုတ်အစို ရကဒီလိုမျိုးပြောထားရင်လည်းတရုတ်လူမျိုးတွေကလည်းဒီလိုပဲလာလည်နေကြတယ်ဒီလိုမျိုးအခြေအနေဟုတ်တယ်အဓိကသူတို့အစိုးရချင်းချင်းပေါ့နော်ခေါင်းဆောင်ချင်းချင်းပြီးတော့ပြီးတော့ဂျပန်ဘက်ကလည်းပြောရေးဆိုခွင့်ရှိသူကပြောလာတယ်ကျွန်တော်တို့တဲ့ရက်တီပုံချင်းမတူဘူးအမြင်မတူကြနေလို့တာ ဒီလိုဖြစ်နေတာပေါ့နော်ကျွန်တော်တို့အနေနဲ့အပြောပြီးသားဝန်ကြီးချုပ်ကပြောပြီးသားအဒီထိုင်ဝမ်ဘက်ကနေရက်တည်ပေးမယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့ရက်တည်မှုကပြောင်းလဲမှုရှိမှာမဟုတ်ဘူးပေါ့ပြောချင်တာနောက်မဆုံးဘူးပြောချင်တဲ့သဘောပါအဲကြောင့်မလို့ပြီးတော့ဒီတရုတ်ဖီတူတွေကတော့လာလည်နေကြပဲလေတို့အစိုးရပြောတဲ့အတိုင်းအဲ့ထက်မှမှဒီတော်လုပ်ငန်းကုမ္ပဏီ၃ခုကတော့တရုတ်နိုင်ငံကနေဂျပန်နိုင်ငံကိုသွားတဲ့အခါမှာလည်းလက်မှတ်တွေလိန်လက်မှတ်တွေကန်ဆယ်လုပ်လို့ရှိရင်ပတ်စံတွေဘယ်လောက်ပါဆန့်နဲ့ရှုံးနေလဲနော်အဲ့ဒါကိုတဲ့ free ပေးထားမယ်ရှုံးခွင့်0တပြားမှပေးစရာမလိုဘဲနဲ့တို့လက်မှတ်ကန်ဆယ်လုပ်ပေးပါမယ်ဆိုပြီးတော့ပြောတဲ့ကုမ္ပဏီတွေရှိလာတယ်လို့ပြောပါတ တယ်ချက်ပြီးတော့တည်င်းနေတင်းမာမှုတွေပုံပုံမြင်လာပါတယ်ချက်ပြီးတည်င်းနေကျွန်မတက်လာတာနဲ့တင်ပေးပါမယ်ဒီအခိနနာတစ်တော့အကောင့်ရယ် YouTube အခိနနာအကောင့်ရယ်ကိုဒီအပေါင်းလေးနှိပ်ပြီး subscribe လုပ်ပေးကြပါသူများလည်းမြင်စေချင်တယ်ဆိုရင် share လုပ်ပေးကြပါကျွန်မဆက်ပြီးတင်ပေးပါမယ်အားလုံးပဲဆင်ပြေကြပါစေ bye bye